မနဲ့မိုးလင်းပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အသက်ဆက်ရှင်ဖို့အတွက်ကျန်းမာတန်ဆွမ်းဖို့အတွက်အာဟာရဖြစ်စေတတ်တဲ့အစာတောက်တွေစားတောက်ပေးရတယ်။ဒါမှခန္ဓာကိုယ်ဟာဖြက်လက်တန်ဆွမ်းပြီးတော့အမှုကိစ္စအဝါဘဝကိုဆောင်ရွက်နိုင်မှာပဲဖြစ်တယ်။အဲဒီလိုပဲကျွန်တော်တို့မှာအိပ်ပျော်နေတဲ့ကံတွေအကျိုးပေးခွင့်မရသေးတဲ့လက်လာပါတွေဟာကျွန်တော်တို့ရဲ့လုံနှုံးမှုကိုစောင့်မျှော်နေကြတယ် လန်နိုးကာထာကိုရွတ်ဖက်လိုက်တာနဲ့အဲ့ဒီအကျိုးပေးခွင့်ကိုစောင့်မျှော်နေကြတဲ့ကျွန်တော်တို့အရင်က ပြုလုပ်ခဲ့ဖူးတဲ့ကောင်းမှုကုသိုလ်ကံအဟောင်းတွေဟာနိုးထလာပြီးတော့လတ်လာပါအနေနဲ့ကျွန်တော်တို့ရဲ့အိမ်တကားဝကို ရောက်လာကြပါတယ်။ဒါကြောင့်မနေ့အိယာနိုးမျက်နှာသက်ဖျားရှိခိုးပြီးတာနဲ့လတ်နိုးကာထာကို28ခေါက်အမြဲတမ်းရွတ်ဖက်ပူဇော်ဖို့တိုက်တွန်းနိုးစော်ပါတယ်ခင်ဗျာ။တိဋ္ဌိတေစာတိဋ္ဌိဝရာ တိဋ္ဌိဇေယတိဋ္ဌိကံမာတထုပူဇာလာဘဝရတဘေပိယဘဝတုမေတိဋ္ဌိတေဇာတိဋ္ဌိဝရတိဋ္ဌိဇေယတိဋ္ဌိကံမာတထုပူဇာလာဘဝရတဘေပိယဘဝတုမေတိဋ္ဌိတေဇာတိဋ္ဌိဝရတိဋ္ဌိဇေယတိဋ္ဌိကံမာတထုပူဇာလာဘဝရ သဗ္ဗေပိယဘဝတုမေမိတ်ဆွေများလက်လာပါတွေပေါ်များပြီးကုသိုလ်ကောင်းမှုတွေကိုစူးစမ်းအားထုတ်နိုင်ကြပါစေ